ကချင်ပြည်နယ်ဖက်ကန်းမြို့နယ်မှာယခုလက်ရှိကံရီ PDF ပူပေါင်းအဖွဲ့များထိန်းချုပ်ရာနေမြေဖြစ်တဲ့ဆိုင်းတောင်ကျေးရွာရှိစိန်မြဒုက္ခဘုံတော်ကြီးကျောင်းအနီးနဲ့ရွာလီစာတင်ကျောင်းအရှိတို့မှာတရားဝင်ဖွင့်လှစ်ရရှိတဲ့လောင်ကစားဝိုင်းတွေကိုအမြန်ဆုံးပိတ်သိမ်းပေးရန်ဒေသခံပြည်သူတွေကတောင်းဆိုရရှိပါတယ်။ လက်ရှိအချိန်မှာဖက်ကန်းမြို့နယ်ဆိုင်းတောင်ကျေးရွာအား KNPDF ပူပေါင်းအဖွဲ့တို့ကနေမြေထိန်းချုပ်ထားလျက်ရှိပြီး၎င်းတို့ရဲ့ခွန်ပြူချက်ဖြင့်လောင်ကစားဝိုင်းအများအပြားကိုဖွင့်လှစ်လုကင်နေကကျောင်းနယ်အရွယ်ကလေးတငယ်များမကြမ်းလောင်ကစားဆော့ကစားခြင်းတွေပြုလုပ်နေပြီးတက်ဆိုင်ရာမှာအမြန်ဆုံးပိတ်တိမ်ပေးရန်ဒေသခံပြည်သူတွေကတောင်းဆိုလျက်ရှိပါတယ်။အခုအချိန်မှာသူတို့အဖွဲ့ကိုကိုယ်တိုင်တွတ်ပြဖို့ဘယ်သူမှမလုပ်ရေးကြဘူး။အဲ့တော့အများသိအောင်မီဒီယာကနေတဆင့်တောင်းဆိုတာပါ။ လောင်ကစားဝိုင်းတွေဖွင့်လေးခွင့်ပေးထားတော့တောင်းတက်နေတဲ့ကလေးတွေကအစသူတို့မုတ်ဖိုးကိုမုတ်မစားတော့ဘူးမုတ်ဖိုးရတာနဲ့ကြိုးတွားဆွေးတယ်အဲ့ဒီလိုကနေတဆင်တက်ပြီးမူးယစ်ဆေးတွေလှုပ်လာကြမှာကိုစိုးရင်ရတယ်ဒါကြောင့်တဆိုင်ရာတာဝန်ရှိသူတွေကအမြန်ဆုံးတားမြစ်ပေးဖို့တောင်းဆိုချင်ပါတယ်လို့အမိမဖော်လူသူစိုင်းတောင်ကျေးရွာနေသူတအုပ်ကပြောပါတယ် အဆိုပါလောင်းကစားဝိုင်းတွေကိုပြီးခဲ့တဲ့လပိုင်းအတွင်းကနေစပြီး KNYBDF ပူပေါင်းအဖွဲ့ကတရားဝင်ဖွင့်လှစ်ခွင့်ပေးထားတဲ့အတွက်လောင်းကစားဝိုင်းတွေစေခုံအထက်ရှိနေပြီးအဲ့ဒီလောင်းကစားဝိုင်းများမှာနေ့စဉ်9သိန်းကနေ6သိန်းအထိ KNYBDF လက်နက်ကင်အဖွဲ့အားစက်ကြေးပေးဆောင်ကဖွင့်လှစ်လုပ်ကိုင်နေရလို့သိရပါတယ်။စိုင်းတောင်ကျေးရွာအတွင်းရှိစိန်မြဒုက္ခဘုံတော်ကြီးကျောင်းနဲ့ရွာလေအတွင်းကစာတင်ကျောင်းရှိတို့မှာဖွင့်လှစ်နေတဲ့လောင်းကစားဝိုင်းတွေကြောင့် ကျောင်းနယ်အရွယ်ကလေးတငယ်များနဲ့ဒေသခံ PD အများအပြားနေစဉ်လောင်ကစားဝိုင်းမှာတွားရောက်ပြီးလောင်ကစားဆော့ကစားခြင်းနဲ့မိုးရစေဝါသုံးဆွဲခြင်းတွေပြင်ရှိလာနေရလို့မြေပြင်သတင်းတွေအရသိရပါတယ်။ဖကန်းမြို့နယ်အတွင်းကနေမြေတွေကို KNYBD ရဲ့ပူပေါင်းအဖွဲ့ကတိုက်ခိုက်တင်ပိုက်ခြင်းတွေပြုလုပ်ပြီးနောက် PD ဘိုင်မီနီယာတွေမှာကြောက်စိမ့်တူးဖော်ရန်အကွက်ရောင်းချခြင်းကြောက်စိမ့်တူးဖော်ခြင်းတွေပြုလုပ်နေပြီးဘုံတော်ကြီးကျောင်းစာတင်ကျောင်းအနီးတို့မှာလည်းလောင်ကစားဝိုင်းတွေဖွင့်လှစ်လုပ်ကင်နေကြရလို့သိရပါတယ်။